။ NUGE အစိုးရဖွဲ့ဟာလက်ရှိဝင်ကြီးဌာန18ခုကိုအဓိကကျတဲ့ဝင်ကြီးဌာန9ခုထိလျှော့ချပြီးပုံပြီးချစ်လက်တော်လက်တဲ့တော်လိုင်းအစိုးရတရက်အတွင်ပြောင်းမှုပြင်ဆင်နေပြီဖြစ်ကြောင်း NUGE နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေကအတည်ပြုပြောကြားပါရယ်။ NUGE နဲ့နှီးဆက်သူတွေရဲ့အစိုးရအဓိကကြံရှိမဲ့ဝင်ကြီးဌာနတွေကတော့ကာကွယ်ရေး၊ပြည်ထရေး၊တရားရေးနဲ့နိုင်ငံခြားရေးဝင်ကြီးဌာနတွေပဲဖြစ်ပါရယ်။နောက်ထပ်ဝင်ကြီးဌာနတစ်ခုကတော့မသေးချာသေးပါဘူး။ကျန်ရှိတဲ့ဝင်ကြီးဌာနတွေကိုတော့ဦးစီးဌာနအဆင့်ထိလျှော့ချမလား ဒါမှမဟုတ်လုံးဝဖြတ်သိမ်းမလားဆိုတာကိုလည်းသိကြမသိရသေးပါဘူး။အပြောင်းလဲတွေနဲ့ပတ်သက်ပြီးမကြခင်ထုတ်ပြန်မှုရှိတဲ့အကြောင်း NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကလည်းဒီပြပြောကြားခဲ့ပါတယ်။ဘလို့ပုံစံမျိုးတွေပြင်ပြောင်းလဲစတဲ့ဆိုတော့ကိစ္စကတော့မကြခင်မှာကျွန်တော်တို့ထုတ်ပြန်ကြေညာသွားဖို့ရှိတယ်ပေါ့နော်။အထူးသဖြင့်တော့ CRPH ပေါ့ဒီအောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေပြီးတော့ချို့အကြောင်းလဲတွေကိုဒါကြီးညာပေးလာမယ်အခြေအနေဖြစ်ပါတယ်ဗျာနော်အဲ့ဒါကိုပဲဟိုစောင့်ဆိုင်ပြီးတော့ကြီးစေချင်ပါတယ်ဟုတ်ဟုတ်ဒီပြောင်းလဲဟာဒေါ်လာ9နှစ်တာကာလအတွင်း NUG အစိုးရအနေနဲ့ထိရောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေမလုံဆောင်နိုင်ဘူးဆိုပြီးဒေါ်လာအင်အားစုတွေနဲ့လေလာသူတွေရဲ့ဝေဖန်ထောက်ပြမှုတွေမြင့်တက်လာပြီးတဲ့နောက်လုံဆောင်လာတာပဲဖြစ်ပါတယ်လက်ရှိမှာအစိုးရဖွဲ့ဆိုတာထက်ဒေါ်လာအဖွဲ့အနေနဲ့သာရှိတဲ့နေပြီး တော်လှန်ရေးအဖွဲ့အားလုံးကိုစူးစီးဥဆောင်နိုင်မဲ့ခေါင်းဆောင်တူမဖြစ်မနေလိုအပ်နေတယ်လို့တော်လှန်ရေးတရင်မှုတူကလည်းတုံ့သက်ပြောကြားပါရယ်။